အချင်းဟင်းချက်ရင်ပန်းမုံငါပွင့်လေးခလန့်ရမှာဆိုတဲ့သူတွေရှိကြလားလူရရောစီမှာတော့အချင်းဟင်းချက်ရင်ပေါ့နော်ဒီလိုပန်းမုံငါပွင့်လေးခတ်တယ်ရေတောက်လေးဆိုလည်းပန်းမုံငါပွင့်လေးနဲ့ဆိုရင်ပို့ပြီးတော့စားလို့ကောင်းပါလေမကြီးရွက်လေးရတော့ပန်းမုံငါပွင့်လေးလည်းရှိတော့နှစ်ခုလုံးကိုပေါင်းပြီးတော့ချက်လိုက်ပါတယ်အရင်ဆုံးကျက်သွန်နေကျက်သွန်မျိုးကိုအယောင်တင်မောလေးနဲ့စီသက်ထားပါမယ်။ပြီးရင်တော့ခရမ်းကျင်ဒီလေးထည့်ပြီးတော့ကြာတော့လုံးပါမယ်ရှင်။အပီလေးနည်းနည်းထည့်မယ်နော်။ ပြီးရင်တော့ရေဆေးပြီးတော့စစ်ထားတဲ့မကြီးရွက်လေးထည့်ပါမယ်။မကြီးရွက်ကလည်းအရန်များရင်လည်းအချင်တက်ကိုပူကဲသွားရပါတယ်။ပြီးရင်တော့လိုအပ်တဲ့အစာပလာလေးထည့်ပါမယ်နော်။ယူလီယာကတော့ဟင်ခက်မော်လေးနည်းနည်းနဲ့စားလေးနည်းနည်းထည့်ပါတယ်။ပြီးတော့မျိုးဒီစိမ်းလေးထည့်မယ်နော်။ခဏလောက်လုံးပြီးဆိုရင်ရေချဲအေးလေးနည်းနည်းထည့်ပါမယ်နော်။အဲဇက်လိုက်ကြော်ကြီးပန်းမုံလာထည့်ပါမယ်နော်။ အကြီးရွက်ကချက်အမြန်ဆုံးဟင်းမလို့ပေါ့နော်။ကမ်းမုံလာနူးကိုစောစောထည့်ရပါလိမ့်ရှင်။ငါးငက်ပြားကြီးလေးနည်းနည်းပေါက်မယ်နော်။ချက်ရလည်းအရန်မြန်ဆန်ပြီးတော့ကြတော့ဂရင်းလိုက်တဲ့ဒီဟင်းလေးကိုချက်စားကြည့်ကြပါအောင်နော်။ကမ်းမုံလာထက်ချက်ရင်ပိုစားကောင်းတယ်နော်။